ဟယ်လိုအားလုံးမင်္ဂလာပါခင်ဗျာ JC's Warrior နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဗီဒီယိုတွေမှာမတွေ့ရကြားလာပါပြီပေါ့နော်အကြားတဲ့အကြောင်းတွေကကျွန်တော်စိုင်းနှစ်နှစ်ပြည့်တုန်းကစိုင်းမှာကျွန်တော်အပင်ငန်းတွေအများကြီးဆင်နေရတာရောအပြင်မှာထွက်ဆင်နေရတာတွေအကြောင်းရောကျွန်တော်စိုင်းရဲ့ uniform ကိစ္စတွေလောက်တာတွေအကြောင်းရောကျွန်တော်ကကျွန်တော်ရှုပ်ရှက်ဒီခန့်နေတော့ပါကျွန်တော်ဗီဒီယိုတင်ဆက်ပေးခြင်းတဲ့စိတ်ကအချိန်ပြည့်ရှိပါတယ်ပေါ့နော်အဲတချို့လည်းဘာလို့မလုပ်တော့လဲပေါ့နော်ဘာလို့မလုပ်တာမဟုတ်ဘူးခဏလေးကျွန်တော်မအားလို့မလုပ်ဖြစ်တာပါပေါ့နော်โอเคအဲ့တော့ကျွန်တော် ဒီနေ့ကမမရကျွန်တော်လည်းကျွန်တော်မျိုးသမီးရဲ့အဲချစ်သူဖြစ်တာ16နှစ်ပြည့်တဲ့နေ့ပေါ့နော်။အမှတ်တရပါပဲ။ဒါပေမဲ့ဒီနေ့ကြောင့်ရိုက်တာလည်းမဟုတ်ပါဘူး။ကျွန်တော်တောက်လျှောက်ရိုက်သွားပေးဖို့အတွက်ဒီနေ့မှပြန်အစားပြုရပဲပြောကြပါစို့ပေါ့နော်။အဲ့တော့ကျွန်တော်ခုဘာအကြောင်းလေးပြောမလဲဆိုတော့အားလုံးအရန်စိတ်ဝင်ကြစားနေကြတဲ့အပင်ကန်အကြောင်းပေါ့နော်။အဲ့အပင်ကန်လေးတွေကိုအကန့်ကြီးကနေအားအထိဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်အပီဆုပ်လေးတွေခွဲပြီးတော့ အပိုင်းပိုင်းပိုင်းလေးနဲ့တေချာလေးရှင်းပြပြီးကျွန်တော်လုပ်ပေးခြင်းလို့ပါအဲ့ဒါကြောင့်ကျွန်တော်ဒီဒီဗီဒီယိုလေးကိုပြန်ပြီးဆက်လုပ်ပြတာဖြစ်ပါတယ်အဲ့တော့ဘိုးအစနဲ့ခုရင်ဒီဗီဒီယိုကြည့်ပြီးအားပေးနေသူတွေအားလုံးကျွန်တော်အကျေးဇူးများတင်ပါတယ်ကျွန်တော် GC Quarry ရဲ့အဖွဲ့အဝေးများအားလုံးကလည်းကျေးဇူးအထူးတင်ရှိပါတယ်ပေါ့နော်โอเคဒီလိုမျိုးအပင်ခံကြောင်းကျွန်တော်ဘာလို့အကျေတဝင်းရိုက်ဖို့ကျွန်တော်စီစဉ်လိုက်လဲဆိုတော့တနည်းအားအဲဒီကျွန်တော်ကအများကြီးလာအားပေးဝိုင်းကဆက်မှာကြောက်ကသူကနေတယ်ပေါ့နော်အဲ ဟိုးတဲ့အပင်ကန်တွေလောက်ရတာလွယ်လားတဲ့ဆိုတော့အဲကျွန်တော်မလွယ်ဘူးလွယ်တယ်ပြောဖို့ဆိုတာခက်တယ်ပေါ့နော်ဘာတွေလောက်ရမလဲဆိုတာအများကြီးပြောရမယ်အဲလုံးကြည့်မှသိမယ်ပေါ့ဟိုလွယ်တယ်လို့လည်းကျွန်တော်လွယ်မပြောလိုက်ဘူးမလွယ်ဘူးလို့မပြောဘူးပေါ့နော်လုံးကြည့်လို့ရပါတယ်လို့ပဲပြောလိုက်တာပေါ့နော်လွယ်ပါတယ်ပေါ့ပြောမယ်ဆိုတော့အဲဘာလို့လဲဆိုတော့ဘယ်ဟာမဆိုလုံးလို့မရတဲ့အရာတော့မရှိဘူးလေအဲ့တော့အဓိကကျွန်တော်မြင့်တာရက်ခန့်နေတာက ဒီနေ့လုပ်ပြရမယ်ခုမှစခုစရိုက်မယ်ဗီဒီယိုအားလုံးကကျွန်တော်လုံးနေတဲ့နည်းတွေကိုကျွန်တော်ရိုက်ပြတာဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်မသိတဲ့ဟာတွေကိုကျွန်တော်တို့ထက် senior ကြတဲ့သူတွေချက်နေအများကြီးလေးလာစီးပူးထားတာရှိပါတယ်။ကျွန်တော်ကိုယ့်ဘက်ကိုလေးလာထားတာဒီလည်းချိုးလို့ဝယ်ရှိပါတယ်ပေါ့။အဲ့ဒါလေးတွေကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်။သင်ပေးနေရမဟုတ်ပါဘူး။အဲ့တော့အားလုံးပဲစိတ်ဝင်စားတဲ့သူတွေကျွန်တော်တို့လိုက်ကြည့်ပါ။အဲ့တော့နံပါတ်1အနေနဲ့ဘာလို့လဲဆိုတော့မှန်ကန်လို့ပါမယ်။ဒါဒီနေ့ရိုက်ပြမယ်မှန်ကန်လေးပါ။ဒါလေးက10နံပါတ်ပဲလေပေါ့နော်။ ဒီဆယ်လမ်းပတ်နယ်လေးကအမှန်မှန်တော့အပင်ခံစားဖို့အတွက်မသင့်ပါဘူး။ကန်နှစ်ပေတစ်ပေလောက်နဲ့ပဲအလုံးစားသင့်ပါလေပေါ့နော်။ကန်သေးလေးလေးကုန်ကျစရိတ်နည်းလေးလေးဆိုပေမဲ့ကန်သေးတခြားယူရတဲ့ risk တွေပေါ့နော်။ဘေးထွက်ဆိုးကျိုးတွေများပါလေပေါ့။အဲအဲ့ဒါတွေနောက်ကျကျွန်တော်ပြင်ရှင်းရှင်းပြပါမယ်နော်။အဲ့တော့ဒီကန်လေးကိုကျွန်တော်ဒီမှာစတင်အသေးထားလိုက်ပြီးတော့အဲဒီမှာပဲကျွန်တော် episode တိုင်းကိုဖြည်းဖြည်းဖြည်းချင်းဖြည့်ပြီးတော့ကျွန်တော်ကန်လေးတစ်ခုတစ်ခုလောက်ပြသွားမယ်ပေါ့နော်။အားလုံးလည်းအားလုံးလည်းလုံးဝမသိသေးတဲ့လူတွေလည်းလွယ်လွယ်ကူကူပေါ့နော်။ ကျွန်တော်လုံးပြတာတွေထက်လည်းပို့ပြီးတော့လေးလာပါပေါ့နော်ကျွန်တော်ကတော့ဒါတော့အလွယ်ရှိကနေသွားလို့လွယ်အောင်ဟိုနီးလန်းလေးကိုကျွန်တော်ဥပမာလုံးပြတဲ့သဘောပါပဲအဲ့တော့နံပါတ်1အရေးကြီးတော့မှန်ကန်ပါမှန်ကန်ပြီးလို့ရှိရင်မှန်ကန်အောက်မှာခင်းတဲ့ substrate ပေါ့နော် substrate မှာကျွန်တော်ကအောက်ဆုံး layer ပေါ့အောက်ဆုံး layer ကိုကျွန်တော်ပူထားပြီးတစ်ခါပဲပြပြရင်လည်းခင်းလိုက်ပါမယ်အဲ့တော့ဒီဟာလေးက lava rock ပါပေါ့နော်ဒီ lava rock ကိုဘာလို့ခင်းရလဲဆိုတော့ ကန်ရဲ့အောက်ခြေကနေပြီးဒီအောက်ခြေထဲမှာဒီလိုမျိုးလာဘာရောရှိနေတယ်ဒါမျိုးလာဘာရောလို့အလားအတန်တူရဟာရှိနေခြင်းအပြင်ရည်သီးရှိလာကောင်းပါတယ်နောက်ပြီးတော့ကန်ကိုအကျိုးပြုမဲ့အကျိုးပြုဘက်တီးရီးယားတွေအများကြီးခိုးအောင်နိုင်တယ်ပေါက်ဖွားနိုင်တယ်ပေါ့နော်ဒါအကျမ်းမြင်လေးလို့လေ့မှတ်ထားလို့ရပါတယ်โอเคကျွန်တော်ဗီဒီယိုလည်းအရင်ကြီးမရှိအောင်အပီဆိုဒ်တွေလည်းမြမြရိုင်းနေအောင်လို့ကျွန်တော်မြန်မြန်လေးလုပ်ပြပါမယ်ပေါ့နော်โอเคဒါလေးကိုကျွန်တော်စခင်းပါမယ်စမခင်းကြီးအရေးကြီးတာလေးကျွန်တော်ပြောပါမယ်ကန်ကို ဘယ်ကနေပဲဝယ်ထားဝယ်ထားဘလောက်ပဲကြာကြာပဲဖြစ်ဖြစ်အရင်တော့ရေမစိမ့်ဘူးပဲပြောပြောဒီကံလေးတွေကိုရေဆမ်းပြီးတော့မှအပင်ကန်လုပ်ဖို့ကျွန်တော်အကြံပြုချင်ပါပဲအခုဒီဒီလေးတော့ဖွင့်လိုက်ပါအောင်မယ်ဒီမီးကြောင်းကကျွန်တော်ပလက်လိုလိုတော့ယူသုံးတာကိုဖွင့်လို့မရတော့ပါဒါတော့ယူယူကျွန်တော်တို့အဲဘက်ထရီမီးလေးပေါ့နော်အဲ့တော့နောက်ပြီးတော့ကံရဲ့အဲယူယူ normal man တွေဆိုရင်ကျွန်တော်ရှိမျက်နှာသာရေးဖို့လိုပါတယ်ပေါ့ဒါဒီလိုမျိုးဘက်ဒါဆိုမှားတယ်ပေါ့နော်မှန် ဒီအချက်ကမှန်အပြည့်မရှိဘူးဘေးချက်တွေနဲ့ပုံကြည့်နေနေရဖြစ်တယ်အဲ့တော့ဒီရှင်းမှန်ချက်အပြည့်ရှိရအောင်မျက်နှာသာထားပါပေါ့နော်အဲဟိုဘက်ဒီဘက်အကောင်းဆုံးအောင်မျက်နှာသာထားနောက်မှစတေကာကတ်ရှင်လည်းကတ်ပေါ့နော်စတေကာကတ်တာအစားကျွန်တော်အပီဆုံးဒီမှာကျွန်တော်လောက်ကြသွားပါမယ်โอเคနောက်တစ်ခုကဒီကံကိုတင်တော့မယ်ဆိုရင်စင်ကိုတေချာတကြနနာစီစဉ်ပါပေါ့နော်အဓိကတကြနနာစီစဉ်ပါဆိုတဲ့သဘောကခံရမယ်ညီရမယ် ရေပြင်ညီနေရမယ်ပေါ့နော်အဲ့ဒါအရန်အရေးကြီးပါလေဒီအောက်မှာ yoga map ဒါမှမဟုတ်လို့ရှိရင် rubber sole ပြားဒါမှမဟုတ်လို့ရှိရင်လို့ဖော်ပြခင်းမှုလိုပါလေ okay အဲ့တော့ကျွန်တော်ဒီပထမအဦးဆုံးအဆင့်ပေါ့နော်ဒီ lavar roll လို့ခေါ်တဲ့ substrate ကိုကျွန်တော်စခင်းမှာဖြစ်ပါတယ် substrate layer ပေါ့နော်သူမရှိလို့ရှိရင် yoga media အခဲလေးကိုကျွန်တော်ထူထောင်ပြီးထည့်တဲ့အခါလည်းထည့်ပါတယ်အတုံးလိုက်ထည့်တဲ့အခါလည်းထည့်ပါတယ်ပေါ့နော်ဟုတ် ဒါမှတော့ကဒီလောက်ကြီးမြတ်မြတ်သုံးရမှာပေါ့ကျဲကျဲလေးလေးသုံးလို့ရတယ်ဒါကတော့စုတ်တံပါစုတ်စုတ်တံဆိုတော့ဝယ်ရလွယ်တယ်ရှားလွယ်တယ်ပေါ့နော်စီးတုတ်စီးတုတ်တဲ့စုတ်တံပဲဝယ်ပြီးသုံးတာဖြစ်ပါတယ်လူကလေးကြီးတိုင်းပဲပေါ့နော်ဒီလိုခင်းရမယ်လို့ပြောမှာမဟုတ်ဘူးနော်ဒီဇိုင်းပုံစံအမျိုးမျိုးအရအနောက်ကိုမြင့်ခင်းရတယ်လည်းရှိတယ်တနေရာလေးကိုကွက်ပြီးတော့ခင်းတာလည်းရှိတယ်ဒီအလေလေးပဲပုံပြီးခင်းတာလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော် basic အကြံအစည်ကိုပြောတာပါ ဒီမှာခင်းထားတဲ့လာဘာရောတွေမမြင်ချင်လို့ရှိရင်ဒီလာဘာရော line ကိုနောက်ကိုနည်းနည်းလေးပို့လိုက်လို့ရပါတယ်။ဒါဆိုရင်အပေါ်နေ swing ခင်းတဲ့ခါကြလို့ရှိရင်ဒီ swing ကအုပ်သွားရင်ဒီလာဘာရောတွေမမြင်ရတော့ဘူးပေါ့နော်။ကျွန်တော်တော့ကတော့အရေးမကြီးလို့ကျွန်တော်အဲ့လိုမျိုးလောလောဆယ်ဒီကံကိုမလုပ်သေးပါဘူး။ဒီတိုင်းပဲကျွန်တော်အပြည့်အနေထားနဲ့ပဲဆိုပြပါမယ်ပေါ့နော်။ Okay ဒါဆိုရင်တော့လာဘာရောခင်းတဲ့ substrate layer ကိစ္စပြီးတော့ပါပြီ။အဲ့ဒါဆိုရင်ကျွန်တော်ခုနောက်ထပ်ဘာလုပ်မလဲဆိုတော့ဆက်ပြောပြပါမယ်။ ကျွန်တော်ဒီအရေးအကြီးဆုံးပေါ့နော်အပင်တွေရဲ့အမြစ်တွေဆွဲဖို့အပင်တွေကိုအဟာရပေးဖို့အတွက်အရေးအကြီးဆုံးမြေကြီးပေါ့ပြောမယ်ဆိုတော့ swine ပေါ့နော်ဒါ aquarium မှာသုံးဖို့တည်ထွင်ထားတယ် aquarium swine လို့ခေါ်ပါတယ်စိတ်မရှိပါနဲ့ချောင်းဆိုတော့ဟိုဟာဒီ swine ကကျွန်တော်ဈေးကွက်ထဲမှာရှိနေတဲ့ဈေးအကြီးဆုံး swine တွေမဟုတ်ဘဲနဲ့ ။ကြားဆွိုင်းနေတယ်မှာသုံးလို့အစင်ပြေသုံးဟာကိုကျွန်တော်ကိုယ်လက်ဆွဲထားပြီးကြောက်ခုသုံးနေဖြစ်ပါတယ်။ဆွိုင်းကြညာလည်းမဟုတ်ပါဘူး။ဒါကိုပဲဝယ်မလို့ကျွန်တော်လုံးဝမပြောပါဘူး။ကြိုက်တာကိုဝယ်သုံးပါပေါ့နော်။အဲ့တော့ဒါဒီဆွိုင်းကိုကျွန်တော်ခန့်မှန်းကြည့်ဘယ်လောက်ထည့်ရလဲဆိုလို့ရှိရင်နှစ်ပေတပေကံကိုအနည်းဆုံးသုံးထုတ်ထည့်ရပါတယ်ဒီတစ်ထုတ်ကိုလက်ရှိပေါက်သေးကျွန်တော်ဆိုင်မှာ3,800ခေါင်ရောက်ပါလေအဲ့တော့ဒါက information နေနဲ့သိချင်လာမှဆိုတော့ကြိုပြပြတာဖြစ်ပါတယ်အဲ့တော့ဒီဒီဟာကိုခင်းမှဖြစ်ပါတယ်ဒါကအပင်ကံမှာ အရေးကြီးဆုံးခန္ဓာမှာပါပါပဲဒီအောက်ခင်းကဒီအစားကျွန်တော်ဟိုးရှိမှအရင်တော့ရိုးရိုးမြေကြီးနဲ့မြေသွေးနဲ့ကျွန်တော်လုပ်ပြခဲ့မှုတွေလည်းအရှိမှရာသမဏေရှိခဲ့မှုပါတယ်ဒါပေမဲ့ကျွန်တော်တို့ခုနောက်ပိုင်းမှာတော့ကျွန်တော်အဲ့လိုမျိုးမလုပ်တော့ပါဘူးအဓိကတော့ကန်ညစ်ပတ်တယ်နျူထရီယန်ကိုအကြာကြီးဟိုးမထားနိုင်ဘူးနျူထရီယန်လွတ်တာမြန်တယ်ဆိုတဲ့ကိစ္စတွေအကြောင်းရောနောက်ပြီးတော့အဲအပင်ကာလာဖောင်ကအစအနည်းငယ်စကားပြောတာရှိနိုင်တာဖြစ်တဲ့အတွက်ရှိလဲရှိတာဖြစ်တဲ့အတွက်ကျွန်တော် ပိုကောင်းတဲ့အဆင်းကိုဆက်သွားကျင်တာဖြစ်တဲ့အတွက်နောက်ပိုင်းမှာကျွန်တော် စွိုင်းကိုသုံးတာဖြစ်ပါတယ်အဲ့တော့ဆက်မြင်နဲ့လည်းလုံးလို့ရပါတယ်မြည်သွေးနဲ့လည်းလုံးလို့ရပါတယ်အကုန်လုံးကကိုသုံးတဲ့ဟာပုံမူတည်ပြီးတော့ကန့်သက်ချက် limit တွေရှိနေပါမယ်ဒီထက်အများကြီးကောင်းတဲ့စွိုင်းတွေလည်းကဘာမှအများကြီးရှိပါသေးတယ်ပေါ့နော် okay အဲ့တော့ခုဆက်စွိတ်လေယာပြီးတော့ဒီနောက်ထပ်ဆက်စွိတ်လေယာပေါ့ main ဆက်စွိတ်လေယာဖြစ်တဲ့စွိုင်းကိုကျွန်တော်ခေတ်ကတ်မှာဖြစ်ပါတယ်အဲ့တော့ဒါလေးကပြောရမယ်ဆိုတော့ဒီမှာဖောက်တဲ့နေရာလေးပါတယ်ပေါ့နော်လို့ဆွဲဖြစ်လိုက်ရမှာပဲဟဲ့ဟဲ့ကြားတော့ โอเคအဲ့တော့ကျွန်တော်စားခဲ့ပါပြီ။ဒါ swine 3 liter ကိုဝင်သွားတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒါလေးကိုသုတ်တယ်နဲ့ကျွန်တော်ခုနခုနလိုပဲပြန်ပြီးညှိပါဖြစ်ပါတယ်။အဲ့တော့အရှိမာ ပုံမှန်အားဖြင့်တော့အနည်းဆုံး2 cm ဒါမှမဟုတ်ရင်2.5 cm လောက်ကတော့ရှိသင့်ပါတယ်ပေါ့နော်ဒီကအထူရောပေါ့နော်ဒါမှအရှိမအပင်လေးထိုက်တဲ့ခါမှာလုံလောက်မယ်ပေါ့နော်အဲကျွန်တော်တို့ပီရန်နဲ့တော့တိုင်းမီမလုပ်တော့ပါဘူးကျွန်တော်ခံမှန်းကြီးလေးပေါ့ကျွန်တော်လုံနေကြပုံစံလေးတိုင်းစီစဉ်လိုက်ပါမယ်ပေါ့နော်အခုဒါဒါအကျဲမြင့်ပေါ့နော်ဒီတိုင်းလိုက်လောက်ရမယ်ဆိုတာမျိုးမဟုတ်ဘူးနော်ဟိုအချင်းအမြင်လေးလွဲမှာဆိုလို့ဒါမှမဟုတ်ဒါကျွန်တော်လုံနေကြနေတဲ့နည်းလေးတော့ပြောပြတာပါအဲ soil လေးကို2 impact ပေါ့ ီဒီ ratio တခုထွက်လာဖို့အတွက်အကောင်းဆုံးပိုရှင်ကတော့အရှိရနိုင်မယ်နောက်ကပြင်းမယ်ပေါ့ဒါကတော့အလွယ်ပြောတာပါကျွန်တော်လည်းဒီပကြီးကြောင်းနေ ratio ကြောင်းနေအရင်နားလေတယ်လို့မဟုတ်ပါဘူးကျွန်တော်ကပကြီးမြင်လဲအရင်မရှိဘူးပေါ့နော်အဲဒါတွေကအများကြီးပတ်သက်နေပါတယ်ပကြီးမြင်နေမှာရှိတဲ့လူတွေပဲလုပ်ရင်အရင်ကောင်းပါလေဒါဆိုဒါလေးတွေကကျွန်တော်ကြိုးစားပြီးလုပ်ထားတဲ့ကျွန်တော်ရဲ့အဆိုင်ကဒါဒီအပိုင်းလုပ်ထားဖြစ်တဲ့အပင်ခံလေးတွေပေါ့နော်โอเคအော်ဆိုင်းခင်းနေဒီပြီးသွားပြီဆိုရင် ီအနေထားလေးဖြစ်မှာပါအရှိမအဲ2.5 cm ဒို3 cm လောက်ထားလို့ရမယ်အနောက်မှာကျတော့5 cm နဲ့8 cm ဒီထားကြတာပါလေဒါမေးဒါမေးဒါလည်းအသေးမှတ်စရာလုံးဝမလိုတဲ့ကိစ္စတွေပါကိုကကိုကိုလုံးမဲ့ပုံမူတည်ပြီးတော့ချင်းချင်းပြီးလောက်ကြရမှာဖြစ်ပါတယ်အဲ့တော့ဒါလေးက fine လေးခင်းပြီးသွားပါပြီအဲ့တော့အဲပြောမဲ့ဆိုအပင် site ဖို့ ready ဖြစ်ပြီပေါ့နော်အဲ့တော့ဒီ episode မှာကျွန်တော်ဒီလောက်ပဲကျွန်တော်ပြောပါတော့မယ် နောက်ထပ်အပီဆုံးတင်မှာကျွန်တော်တခြားဆက်လုပ်မဲ့ဟာတွေကိုအားလုံးကိုခုလိုပဲအတတ်နိုင်ဆုံးရှင်းရှင်းလင်းလင်းပြအောင်ကျွန်တော်ဆက်ပြီးရှင်းပြတော့မှာဖြစ်ပါတယ်ဒီနေ့မှာတော့မှန်ကန်မှန်ကန်ထားတဲ့ပုံစံရှင်မှန်ကန်ဟိုဟိုမခင်းငယ်ပါလေလောက်အောင်ဆိုတာလေးကျွန်တော်ပြပြသွားတာဖြစ်ပါတယ်နောက်ပြီးတော့လာဘာရော့ခင်းနေဆက်ဆက်ဖိလီယာခင်းနေပြီးလို့ရှိရင်ကျွန်တော်ဆွိုင်းခင်းနေပေါ့နော်ဒီဒီမှာနောက်ထပ်ဖြည့်ဆက်ပြီးပြောစရာလိုရှိပြောစရာတွေဆိုလို့ရှိရင်ဘာရှိသေးလဲဆိုတော့ကျွန်တော်အောက်မှာ basement ပေါင်တာလို့ဒီ ပို့ပြီးကောင်းစေတဲ့အဟာရရှိတဲ့ပေါင်တာမုံတွေတို့ group tab တို့အမြင့်အားကြီးတောင်းတို့ဒါတွေနိုင်ချေလို့ရပါသေးတယ်ဒါပေမဲ့ကျွန်တော်မထည့်ပြခဲ့တော့ဘူးဆိုတာကအဲလုံးလုံးစေအချိန်မှာဒီလောက်နဲ့အစာပြုမယ်ဆိုအဆင်ပြေနိုင်တဲ့အတွက်ဒီလောက်နဲ့ပဲကျွန်တော်ရိုက်ပြတာဖြစ်ပါတယ်အဲတော့နောက်နေ့ episode မှာပြောရင်းနဲ့ဒီ group tab တို့ဘာလို့ကိုလည်းကျွန်တော် site မှာ install ရှိနေတယ်ကြော်ပြပေးပါမယ်အဲတော့ဒီ case ဒီခုဒီနေ့ရိုက်ပြတဲ့ episode မှာတော့ကျွန်တော်လိုအပ်တာလေးကျွန်တော်ပြောပြခဲ့ပါပြီ ကျွန်တော်ငါအကြောင်းတစ်ခါဒီအပင်ငယ်ကြောင်းတစ်ခါအပီဆုပ်လေးတောက်လျှောက်ပြန်ပြီးတင်ဆက်ပြီးတော့ပါမယ်မအားလဲအောင်လို့ပြောတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲတခုခုဆိုကျွန်တော်ဗီဒီယိုလေးပို့လိုက်လို့ရှိရင်ကြည့်ပြီးတော့ guideline လေးပေါ့နော် guideline လေးတွေလုပ်လို့ရမှာပါကျွန်တော်တက်ကျွမ်းအရင်ဟိုတစ်ဖက်ကန်းခန့်တို့ကျွန်တော်လောက်ပြနေရတယ်မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းလေးလာပြီးလုပ်နေတော့မှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကြာတော့ကျွန်တော်အလုပ်ဖြစ်တဲ့အတွက်ကျွန်တော်နေ့တိုင်းလုပ်နိုင်တယ်ပေါ့ဒါတွေကိုတစ်ခါလီမှလုပ်မဲ့လူတွေအတွက် ကြည့်နေတဲ့နေရာလေးကြော်ပြီးလဲကြည့်လို့ရမယ်ပေါ့နော်အဲ့တော့ကန်လေးရိုက်ပြပါအောင်ခုဒီနေသားလေးအတိုင်းကျွန်တော်ဒီ episode ကိုထားခဲ့မှာဖြစ်ပါတယ်အဲ့တော့အဲအားလုံးကိုနှုတ်ဆက်တကားပြောရမယ်သလိုရှိရင်စိတ်မရှိစိတ်ရှိရှိစိတ်မရှိပါနဲ့တော့ဖြစ်တယ်စိတ်ရှိရှိထားကြပါပေါ့နော်စိတ်ရှိရှိထားပါဖြည်းဖြည်းချင်းလုပ်ပါမအားရင်အချိန်ပိုယူပါပေါ့အားရင်တော့တိတ်အချိန်ယူရအောင်ပေါ့ဒါပေမဲ့အချိန်ယူရပါလေစိတ်ရှိရပါလေပေါ့နော်ဒါလေးတော့ကျွန်တော်အမြဲတမ်းသတိပေးတော့မှာဖြစ်ပါတယ် JC Aquarium ကို ဒီနေရာပဲမြင်လို့ပဲဖြစ်ဖြစ်လာပြီးအားပေးနေကြတယ်နှမ်းပြီးအားပေးနေကြတဲ့သူတွေအားလုံးကျေးဇူးများတင်ပါတယ်ပစ္စည်းအဖို့ကိစ္စတွေအားလုံးမှာလည်းကျွန်တော်တို့ဘက်ကတာဝန်အပြည့်အဝယူရလို့ဘာသာကမပြောပေမဲ့တော်တော်များများတော့ကျွန်တော်တာဝန်အပြည့်အဝယူပြီးဆုံးရှုံးသွားတာတွေလည်းကျွန်တော်ပြန်ပြီးတော့စီစဉ်ပေးနေပါတယ်ကျွန်တော်တတ်နိုင်ပြီပေါ့နော်အာမဖြစ်သေးမဖြစ်လိုက်တာတွေဆိုတော့တမျိုးစဉ်းစားမှာပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဘသူပေါ်ရောက်မှုကြောင့်ပဲဖြစ်ဖြစ်ဆုံးရှုံးသွားရဲဆိုရင်ကျွန်တော်အမြဲတမ်းလို့ကျွန်တော်တာဝန်ယူပြီးကျွန်တော်တို့ဆိုင်ရနေပြီးတော့ ယော်ပင်းနေပါလေပေါ့နော်ဟိုမိုင်းကုံပြောလို့ရှိရင်တော့ကျွန်တော်အားလုံးပဲပြုရှင်ကြဖို့ကျွန်တော်ရည်ရွယ်ပါတယ်အပင်ကန်လေးဒီလုံးမယ်ဆိုလို့ရှိရင်ဒီ guideline လေးကိုကြည့်ပြီးတော့လုံးနိုင်ဖို့ကျွန်တော်ရည်ရွယ်ပြီးစင်တာနဲ့တင်ဆက်ပေးရဖြစ်ပါတယ်အားလုံးပဲပြုရှင်ချမ်းမြေ့ကြပါစေနောက်ထပ် episode တွေမှာပြန်တွေ့ပါမယ်တတား